ခမဲ့ရင်လိုင်းတွေအနေနဲ့သက်မှတ်ရင်လိုင်းတွေစီးရီပြည့်မီအောင်မပြည့်စွဲနိုင်မဲ့ခီးသွားတွေစုပုံတွေရဲ့အခြေအနေမှာသာကုညီပြည့်စွဲပေးဖို့နဲ့ပြည့်စွဲပါကလည်းသက်မှတ်ထားတဲ့လမ်းကြောင်းတွေအတိုင်းသာတတ်နိုင်သမျှပြည့်စွဲပေးဖို့ YBS ကဇန်နဝါရီလ16ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင်ကြီးသားပြည်သူအချို့မှာအခပေးမော်တော်ယာဉ်လိုင်းတွေကိုမစီတော့ဘဲအခမဲ့ယူနီကိုသာစောင့်ဆိုင်းစီးနေခြင်းအခမဲ့ယူတွေသာတတ်မှတ်လန်းချောင်းတွေအတိုင်းမဆွဲတာကြောင့်ကြီးသားပြည်သူတွေအနေနဲ့ယာဉ်လိုင်းအမှန်ကိုမသိရှိတော့တာတွေစားတဲ့မျောလင်းမထားတဲ့အခြေအနေတွေဖြစ်ပေါ်နေရလို့ထုတ်ပြန်ချက်မှာပါရှိပါရယ် ဟီသာပြည်သူတွေအစဉ်ပြေချောမွေ့စွာသွာလာနိုင်မှုအတွက်စေတနာနဲ့ကုညီပြေးဆွဲပေးကြတဲ့စေတနာဝန်ထမ်းအခမဲ့ရှင်တွေကိုအထူးကျေးဇူးတင်ကြောင်းပထမနေ့မှာမော်တော်ရှင်လိုင်းတွေကကားတွေလုံလောက်စွာမပြေးဆွဲနိုင်တာကြောင့်ခီးတဲ့တွေအနေနဲ့အခမဲ့ကုညီတဲ့ရှင်တွေကိုတောင်အာကိုအာထားပြုခဲ့ရတာတွေလည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ YBS စနစ်ကိုဇန်နဝါရီလ16ရက်နေ့ကစတင်ပြီးခီးတဲ့တွေအနေနဲ့ဘတ်ကားတွေအချိန်မီမရောက်တာတွေခီးတဲ့ဥယျာဉ်နဲ့ရင်းစည်းရမမြတာတွေစတဲ့အခက်အခဲတွေရှိခဲ့ပြီးအခမဲ့ရင်တွေနဲ့ကုညီပေးခဲ့တာတွေလည်းရှိနေတာဖြစ်ပါတယ်။